10နှစ်လောက်တောင်အချိန်ပေးပြီးတော့အင်္ဂလိပ်စာဝေါ်ဟာရတွေလေ့လာခဲ့ကြရတယ် grammar တွေလေ့လာခဲ့ကြရတယ်ဒါပေမဲ့အင်္ဂလိပ်စာအထင်တလောက်တိုးတက်လာလားအင်္ဂလိပ်စကားပြောကိုကန်းကန်းပြောတက်လာလားဆိုတော့ဒါဆိုရင်10နှစ်လေ့လာခဲ့တာဘာအတွက်လဲတခုခုမားနေလို့မချင်ဘူးလားဒီနေ့ဗီဒီယိုလေးမှာတော့အင်္ဂလိပ်စာဝေါ်ဟာရတွေကိုမမိတ်အောင်ဘယ်လိုကြည့်ရမလဲဆိုတဲ့နည်းလမ်းလေးတစ်ခုကိုမျှဝေပေးမှာဖြစ်ပါတယ်။ဖီနာရိုတွေငငယ်တုန်းကကြက်လိုက်ရတဲ့အင်္ဂလိပ်စာမင်းနေနေ မိနစ်စာအုပ်ကိုဝယ်ပြီးတော့ကြက်ရတာဖင်နာမှတ်မိတဲ့လောက်ဆိုရင်နှစ်တန်းလောက်ကြာစပြီးတော့ကြက်ရတာပေါ့နော်ဘယ်ကြည့်လဲဆိုတော့ဆယ်ရန်ပြီးသွားတဲ့အချိန်ပဲအခုချိန်ထိပြောရမယ်ဆိုရင်နှစ်ပေါင်း10နှစ်လောက်ကျွန်တော်တို့တွေအင်္ဂလိပ်စာ meaning တွေဝေါ်ဟာရတွေ grammar တွေကိုအများကြီးလေ့လာခဲ့ကြရတယ်။ဒါပေမဲ့ကျောင်းလဲပြီးသွားရောကိုယ့်ရဲ့အင်္ဂလိပ်စာပို့ပြီးတော့မတိုးတက်လာတဲ့အပြင်ချက်ထားတဲ့စာလေးပါမေ့ကုန်တာ။ဖင်နာတို့ English learners တွေတော်တော်များများမှကြုံနေရတဲ့ပြဿနာကဘာလဲဆိုတော့ကိုကအင်္ဂလိပ်စကားလုံးတွေကိုအများကြီးသိရတယ်။ဥပမာ န်ဒီဆိုရင် apple နာမည်ဆိုရင် name အိမ်ဆိုရင် house dorm home ဒီလောက်ချီက knowledge လေးရတော့လူတိုင်းမှာရှိတယ်ဒါပေမဲ့ကိုအဲ့လိုလေးလာချားတဲ့ vocabularies တွေကိုလက်တွေ့စကားပြောမှာထည့်သုံးဖို့အတွက်ကကြတော့ပြောတဲ့လောက်လွယ်ကူမနေဘူးအချက်ပူဆိုတာကကိုပင်ပင်ပန်ပန်ခက်ခက်ခဲခဲလေးလာထားရတဲ့ကြက်ထားရတဲ့ vocabularies တွေကအချိန်တိုင်းတာတစ်ခုတည်းရောက်သွားတဲ့အခါမှာအုံနောက်ထဲမှာဘာမှမကျန်တော့ဘဲနဲ့လုံးဝပြတ်ကွဲသွားတာအကုန်လုံးမေ့သွားတာမျိုးပေါ့ ဲ့တော့ final တွေ10နှစ်လောက်တောင်အချိန်ပေးပြီးတော့အင်္ဂလိပ်စာဝေါ်ဟာရတွေလေ့လာခဲ့ကြရတယ် grammar တွေလေ့လာခဲ့ကြရတယ်ဒါပေမဲ့အင်္ဂလိပ်စာအထင်တလောက်တိုးတက်လာလားအင်္ဂလိပ်စကားပြောကိုကန်းကန်းပြောတက်လာလားဆိုတော့အင်မတန်မှရိုရှင်းပါတယ်ဆိုတော့ကိုကိုကိုမိတ်ဆက်တဲ့ introduction လေးတောင်မှကိုကမလုံနိုင်ဘူးအရင်ရိုရှင်းတယ် my name is fiona i live in yangon ဆိုတော့ဒီစာအကြောင်းတော့ကတော့လူတိုင်းပြောနိုင်တယ်ဒါပေမဲ့လက်တွေ့မှာပြောဟဲ့ဆိုတော့ကိုယ်လည်းတကယ်လုံနိုင်ရဲ့သားနဲ့ကို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 ယုံကြည်မှုမရှိလို့ဗစက်ကနေပြီးတော့စကားတွေကမထွက်လာတာအုံနာထဲမှာ process မလုပ်နိုင်တာပြီးတော့ funeral state school တွေ high school တွေမှာအလေးချင်းမလုပ်ခဲ့ရလဲပါတယ်ဒါဆိုရင်ဆယ်နှစ်လေ့လာခဲ့တာဘာအတွက်လဲတခုခုမားနေလို့မချင်ဘူးလား fina မပြောခြင်းပေမဲ့ပြောရမယ့်အရာလေးတစ်ခုရှိတယ်။အဲ့ဒါကြတော့ fina ရဲ့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ပေါ့နော်။ ကျွန်တော်တို့ပညာရေးစနစ်ကအများအားဖြင့် input based learning ကိုအခြေခံထားတာများတယ်။စာလေ့လာတဲ့အခါမှာနည်းလမ်းနှစ်မျိုးရှိတယ်။ input based learning method ရဲ့ output based learning method ရဲ့ဆိုတော့ဒီနည်းလမ်းနှစ်ခုကိုမျက်မျှတက်တာအချိုးကျကျလိုက်နာကျင့်သုံးနိုင်မှကိုကကိုလေ့လာနေတဲ့ဘာသာစကားပဲဖြစ်ဖြစ်ဘာသာရပ်တစ်ခုခုပဲဖြစ်ဖြစ်အဲ့ဒီနေရာမှာထွန်းထွန်းပေါ်ပေါ်ဖြစ်မှာကျွန်တော်အသေးစိတ်ရှင်းပြပါမယ်။ input based learning ဆိုတာကြတော့ထည့်သွင်းတဲ့ method ြောချင်တာကစရီကိုအုံနောက်ထဲကိုမှတ်ထက်တက်တဲ့မတက်ကိုပြောတာဖီနာရှင်မှာပြောခဲ့သလိုပဲငငယ်လေးကမီနင်းစာအုပ်ကိုကင်ပြီးတော့မီနင်းတွေကိုဒီနေ့ကို10လုံးအလုံး20စသဖြင့်ဖီနာတို့တွေစက်ခဲမှတ်ခဲ့ကြတယ်အဲ့ဒါကို input လုပ်တယ်လို့ခေါ်တယ်ဖီနာရိုမြန်မာနိုင်ငံကအကြောင်းသားအကြောင်းသူတော်တော်များများက input based အရင်အားကောင်းတယ်အများကြီးမှတ်နိုင်တယ်အများကြီးကျက်နိုင်တယ်အဲ့တော့ state school တွေ high school တွေမှာဆိုရင်ဖီနာရိုဘာလုပ်လဲဆိုတော့မီနင်းစာအုပ်ဝယ်တယ် မိနစ်ညိုတစ်နေ့ဆက်ရလုံးတောင်မဟုတ်အလုံး20 60ဆိုပြီးတော့ကြက်ကြတယ်နေ့တိုင်းနေ့တိုင်းမိနစ်အစ်စ်တူခေါင်းထဲကိုထည့်နေတာရှားတလို့လို့တော့ရှိတယ်ဒါပေမဲ့အာတပက်လောက်နေတော့နှစ်ပက်လောက်နေတော့တလားလောက်နေတော့အဲ့ဒီစကလုံးတွေကိုပြန်စင်းစားလိုက်တဲ့အခါမှာတချို့စကလုံးတွေကို recall ပြန်ခေါ်လို့မရတော့ဘူးတချို့စကလုံးတွေဆိုရင်အစအနာပြောက်ပြီးမေ့သွားတာရအောင်ရှိရဲအဲ့တော့အရှိမကိုအများကြီးအားထုတ်ပြီးတော့ input လုပ်ခဲ့တဲ့အချိန်တွေကလောက totally waste ဖြစ်သွားပြီ ကိုချက်ထားတာတွေကိုမှတ်မိနေသေးတယ်ဆိုရင်တော့ okay တယ်။ဒါပေမဲ့ချက်ထားတာတွေကိုမမှတ်မိတော့လောဝမိတ်သွားပြီဆိုရင်တော့ဒါဘာအကျိုးရှိရောမှာလဲ။အဲ့တော့ကိုကစကလုံးလေးအများကြီးကိုချက်တယ်စကပြောလေးမှာထည့်ပြောလဲမတုံးဖြစ်ဘူးပြီးရင်မိတ်သွားတယ်ဒီလိုနဲ့ပဲစိုက်ကလည်ပြီးတော့ကြောင်းလဲပြီးသွားရောကိုရဲ့အင်္ဂလိပ်စာသင်တယ်လားမတိုးတက်လာတော့တာနောက်ပိုင်းကျတော့အဲ့လိုချက်တူရွေးနှုတ်တိုက်ချက်ပြီးတော့ input လုပ်တဲ့အကျင့်ရာလေးအဲကျွန်တော်တို့ကြောင်းပြီးသွားရင်တောင်မှကိုစီမှာစက်နေခဲ့တာ ဲ့တော့ကျောင်းလေးပါရီပြီးသွားလို့ကိုဖတာကိုအင်္ဂလိပ်စာကို self study လုပ်တယ်ဆိုရင်တော့မှအဲ့လိုမျိုးနှုတ်တိုက်ကြရတာကိုအကျင့်အံပါနေတယ်အကျင့်အံပြင်လို့မရအောင်အဲ့တော့အဲတုံရင်းရတုံရင်းပဲဖြစ်သွားတာ vocabulary လေးလာတယ်မေ့တယ်ဒီတိုင်းနဲ့ပဲတနည်းအားဖြင့်လည်နေပြီးတော့ကိုရဲ့အင်္ဂလိပ်စာကအကျောင်းပြီးတော့လည်းမတိုးတက်ကိုဖတာကို self study လုပ်တော့လည်းမတိုးတက်အဲ့လိုမျိုးပိတ်မိနေတာပေါ့အဲ့ဒါဘာကြောင့်လို့ထင်လဲခုနအချက်မှပြောခဲ့တဲ့ input based learning နဲ့ output based learning ကညှတာနေရမယ် ဲ့တော့ open based learning အကြောင်းလေးနဲ့ထပ်ပြောပြမယ်။ open based learning ဆိုတာကိုလေးလာခဲ့တဲ့အရာတွေကိုလက်တွေ့မှာပြန်ပြီးတော့သုံးတာ။ကိုကောင်းနဲ့ထည့်လိုက်တဲ့အရာတွေကိုလက်တွေ့မှာပြန်ပြီးတော့ကောင်းနဲ့ကနေထုတ်သုံးတာ။အဲ့ဒီလိုထုတ်သုံးမှာအုံနောက်ကအသုံးလိုရဲဆိုပြီးတော့ကိုထုတ်သုံးလိုက်တဲ့အရာတွေကိုရေချင်မှတ်ဉာဏ်အဖြစ်မှတ်ထားမှာအုံနောက်ကသူပုံမှန်လုံနေကြအရာတခုရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုခေါင်းထဲကိုဘလောက်ပဲထက်ထက် ဘလောက်ပဲကြက်ကြက်ဘလောက်ပဲမှတ်မှတ်အဲ့ဒီအရာတွေကိုကိုကိုတိုင်းပြန်ထုတ်ပြီးတော့မသုံးဆိုရင်အုံနောက်ကမလိုတော့ဘူးထင်ပြီးတော့အဲ့ဒီအချက်လက်ဒီအားလုံးကို remove လုပ်ပစ်တာအမိုက်လိုပဲလှဲထုတ်ပစ်တာဥပမာကိုကအာမိနစ်၁၀လုံးကြက်လိုက်တယ်အဲ့ဒီမိနစ်၁၀လုံးကြက်ပြီးတော့အပြစ်မှလည်းပြန်ပြီးတော့မသုံးဘူးဆိုရင်အုံနောက်ကဒီမိနစ်၁၀လုံးမလိုတော့ဘူးထင်ပြီးတော့မှတ်ညံနေရနေဖယ်ထုတ်ပစ်တာ ဒါကြောင့်မို့လို့ကြက်ထားသမျှမေ့တယ်ဆိုတာအက်ကနေစပြောဖြစ်လာတာကဲကဲဟုတ်ပြီဟုတ်ပြီအရင်ရှင်းမနေတော့နဲ့ဒါဆိုရင်ဘယ်လိုထုတ်သုံးမှာလဲအဖို့ဘယ်လိုလုပ်မှာလဲနံပါတ်1 sentence structure ကြီးတည်ဆောင်ကြည့်ပါကိုကစကလုံးတစ်လုံးလေးလာပြီဆိုရင်အဲ့ဒီစကလုံးသုံးပြီးတော့စာကြောင်းလေးတွေတည်ဆောင်ကြည့်ပါ တကယ်လို့ကိုက grammar အားနည်းနေတဲ့သူဆိုရင်တော့ကိုတီဆောင်းလိုက်တဲ့စာကြောင်းတွေက grammar အရာမှန်ကျင်မှမှန်ပဲအဲ့တော့အကောင်းဆုံးနည်းလမ်းကဘာလို့မှလဲဆိုတော့ကိုကစကားလုံးတစ်လုံးလေ့လာလိုက်တယ်ပြီးရင်သူနဲ့သက်ဆိုင်တဲ့စာကြောင်းတွေ sentence တွေကိုတီဆောင်းနိုင်မှုအတွက်အခုဆိုရင် ChatGPT မှာသွားပြီးမေးလို့ရတယ်ဥပမာကိုကဒီနေ့ productive ဆိုတဲ့စကားလုံးလေးတစ်လုံးလေ့လာလိုက်တယ်အဲ့လိုလေ့လာတဲ့နေရာမှာနံပါတ်1သူ့ရဲ့အတန်ထွက်ကိုအရင်လေ့လာမယ်သူ့ဘယ်လိုအတန်ထွက်တာလဲ pronunciation ပေါ့ နမတ်နဲ့သူကဘာအဓိပ္ပာယ်ရှိတာလဲသူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ meaning ကို identify လုပ်ရမယ်နမတ်3ဒီစကားလုံးကိုဘလို့နေရာတွေမှာဘလို့အခြေအနေမျိုးတွေမှာသုံးပါလဲဆိုတော့သူ့ရဲ့ usage ကိုလည်းလေ့လာရမယ်နမတ်4 synonym လို့ခေါ်တဲ့သူနဲ့အဓိပ္ပာယ်တူတဲ့တခြားစကားလုံးတွေကိုပါဆက်ပြီးတော့လေ့လာရမယ်ဒီနီးလန်းလေးမျိုးနဲ့လေ့လာရမယ်ဖင်နာရိုးရဲ့ငငယ်တော့အဲ့လိုလေ့လာခဲ့လား no စကားလုံးတစ်လုံးတွေ့ပြီဆိုရင်အဲ့ဒီစကားလုံးရဲ့ အတန်ထွက်တောင်မှမှန်ကျင်မှမှန်မဲ့ပြီးတော့မြန်မာလိုအတိတ်ပဲနဲ့လေးလာလိုက်ကြပဲပြီးသွားပြီသူ့ပဲနေရာမှာတောင်းရမှာလဲဘလို့စာကြောင်းတွေမှာထည့်ပြီးတောင်းရမှာလဲသူနဲ့အတိတ်ပဲတူတဲ့စကလုံးတွေဘာတွေရှိသေးလဲဆိုတော့ဖင်နာတို့နှုတ်လုံးဝမလေးလာခဲ့ကြဘူးဒါပေမဲ့ဒီနေ့ကနေစပြီးတော့ဖင်နာပြောတဲ့အချက်၄ချက်နဲ့လေးလာမယ်နော်ဘာတွေလဲပြန်ပြောကြည့်မယ် pronunciation meaning usage synonym ကဲလိလရဲ့ပုံစံတော့မှန်သွားပြီဒါဆိုရင် upper learning ဘက်ကိုဆက်ပြီးတော့ကြည့်မယ်ဆိုတော့ finishing မှာပြောခဲ့သလိုပဲစကလုံးတစ်လုံးလိလပြီးသွားပြီဆိုရင်သူ့ကိုနံပါတ်1 sentence structure တိစောက်ကြည့်မယ်ဒီစကလုံးလေးကိုသုံးပြီးတော့စာကြောင်းလေးတွေကိုယ့်ဘာသာကိုတိစောက်ကြည့်မယ်တကယ်လို့ကိုက grammar အားနည်းနေတယ်ကိုရေးလိုက်ရင် grammar မှားမှလည်းစိုးရိမ်နေတယ်ဆိုရင်တော့ ChatGPT ကိုသွားပြီးမေးလို့ရတယ်ဥပမာ Could you please give me five example sentences using the word productive? Productive ဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့ဥပမာစာကြောင်းလေး၅ကြောင်းလောက်ရေးပြပေးပါလို့ ChatGPT ကိုမေးလိုက်။အဲဒါဆိုရင် तू ကကိုယ်၅ကြောင်းရေးပြလိုက်မယ်။ဆိုတော့စာကြောင်းလေးကို like ဖက်ကြည့်လိုက်။ကိုယ်သဘောကျရဲဆိုရင်အဲဒါကို note လေးထုတ်ထားလိုက်။ပြီးရင်ကိုယ်အဲ့လိုရေးထားတာကိုခဏခဏပြန်ဆိုကြည့်မယ်။ productive 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 ဆိုပြီးတော့တလုံးနဲ့ကိုတောင်လျှောက်ချက်တွေနှုတ်တိုက်ချက်နေရာထက်ဆိုင်ရင် ကိုရေးထားတဲ့ဥပမာစာကြောင်းလေးနဲ့တွဲပြီးတော့ဆိုကြည့်မယ်အတန်ထွက်ပြီးတော့ဆိုကြည့်မယ်အဲ့လိုဆိုလိုက်ခြင်းအပြင်ကိုရဲ့ pronunciation ကိုခေါ်တဲ့အတန်ထွက်ကလည်းတိတိတသားတိုးတက်ကြောင်းလဲလာလိမ့်မယ်နောက်ထပ်နီလန်လေးတစ်ခုကတော့ကိုလေးလာထားပြီးသားစကားလုံးတွေကိုမမေ့ရှင်မှုဆိုရင်နေ့စဉ်စကားပြောတွေမှာထည့်ပြီးတော့သုံးပေးရမယ်အဲ့ဒီအလေးအကျင့်ကိုမွေးမြူပေးရမယ် ကေတာဆိုရင်ပြင်တော်တို့ခုနက productive ဆိုတဲ့စကားလုံးလူလေးလာခဲ့ကြတယ် productive ရဲ့အဓိပ္ပာယ်ကတော့အလုပ်တစ်ခုကိုတက်တက်ကြွကြွနဲ့လုပ်နိုင်တာပေါ့ for example i feel very productive after walking up for 1 hour တနိုင်လာလေ့ကျင့်ကလုပ်ပြီးတော့ကိုကိုကို productive ဖြစ်သွားတယ်လို့ခံစားရတယ် အဲ့ဒီလိုမျိုးကိုလေးလာကြတဲ့စကလုံးတွေကိုစကပြောရင်းမှာထည့်သုံးတာကို active recall ပြန်ခေါ်ရလို့ခေါ်ရဲဆိုတော့ fina ရဲ့ video ကိုတော်တော်များများကိုကြည့်ထားဘူးတဲ့သူတွေဆိုရင် သိလိမ့်မယ် fina active recall ကိုဘယ်လောက်တောင် rely ဖြစ်လို့လဲဆိုတာကိုလေ active recall ဆိုတာကကိုဖတ်ထားပြီးသားအကြောင်းအရာတွေကို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 ပြန်မှတ်မိလားဆိုတာကို recall ပြန်ခေါ်တာဒါမှမဟုတ်ပြန်ပြီးတော့ထုတ်သုံးတာအဲ့တော့ခုနလိုပဲအုံနောက်က ကိုတုံးနေတဲ့အရာတွေကိုသူကအတုံးလို့ရယ်ဆိုပြီးတော့ဖတ်ထားလိုက်တယ်ပြီးရင်ရေရှည်မှတ်ဉာဏ်အဖြစ်ပြောင်းမိလိုက်တယ်အဲ့တော့ကိုကစကလုံးတစ်လုံးလီးလာတယ်အဲ့ဒါကိုလည်းလက်တွေ့မှာအမြဲတမ်းထုတ်သုံးဖြစ်နေတယ်ဆိုရင်အုံနောက်ကအော်ဒီစကလုံးလေးကအတုံးလို့ရယ်ဆိုပြီးတော့သူကရေရှည်မှတ်ဉာဏ်အဖြစ်တင်ထားပေးလိုက်တာအဲ့လိုနီးနေကိုကကိုကြက်ထားတဲ့ vocabularies ဝါဟာရတွေကိုမမေ့တော့မှာပြီးတော့လေတနေ့တနေ့ကိုဟိုဝါဟာရအစ်စ်တွေအများကြီးတင်မလားအလုံး20 30ဆိုပြီးတော့လိုက်ကြနေမဲ့အစားစကလုံး၅လုံးလောက်ကိုပဲ တိတိကျကျလေးချက်ပါဖီနာခုနပြောခဲ့တဲ့အချက်တွေအတိုင်းချက်ပါနံပါတ်1သူ့ရဲ့အတန်ကြွက်နံပါတ်2သူ့ရဲ့အတိတ်ပဲနံပါတ်3သူ့ဘလိုနေရာတွေမှာသုံးပါလဲနံပါတ်4သူ့နဲ့အတိတ်ပဲတူတဲ့စကားလုံးနေရာဘာတွေရှိလဲဒီ၄ချက်နဲ့အညီစကားလုံး၅လုံးလောက်ကိုပဲအစ်စ်အနေနဲ့ကြက်မှတ်မယ်ဖီနာရိုအုံနောက်ကကိုကြက်တမရောတော့အကုန်လက်ခံပါပဲဒါပေမဲ့ ကိုမတုံးဆိုရင်တော့ तू ကအမိုက်လို့ချင်ပြီးတော့တုံးမလို့ချင်ပြီးတော့ခေါင်းထဲကနေထုတ်ပြမှာအဲ့တော့ကိုကတနည်းကိုနည်း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 စီပုံမှန်လေးမှတ်သွားမယ်ပုံမှန်လေးထုတ်သုံးပြနေမယ်ဆိုရင်အုံနောက်ကလည်းကိုရဲ့ memory ကိုကြာကြာ storage လုပ်ထားပေးမယ်ဒါဆိုရင်ကိုလေးလာနေတာလည်း effective ဖြစ်တယ်အချိန်လည်းမကုန်တော့ဘူးပို့ပြီးတော့လည်းမှတ်မိတယ် ကဲ Finity Page နဲ့ message လေးအရောဒီလောက်ပါပဲအားလုံးအတွက်အကျိုးအများကြီးရှိမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ study tips တွေကိုဆက်ပြီးတော့လေ့လာကျင့်သေးရဆိုရင် Finna ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့မေ့ပါနဲ့နော် Anyway, I hope you have a wonderful rest of your day and I am going to see you in my next video. Bye bye!